ခိုးတိုင်းမှာမကြသေးခင်ကဖြစ်သွားတဲ့ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုကစစ်ကောင်စီတပ်ထတော်လေးကိုတိတာတဲ့ထုံးနှက်ချက်တစ်ခုဖြစ်သွားခဲ့ပါတယ်။ကဲဒီနေ့တော့အဲ့လက်ပံတန်းတိုက်ပွဲကိုနီးကပ်ပြန်ကြည့်ပြီးတော့လေဒီဖြစ်ရက်ကနေဆက်ဖြစ်နေတဲ့ပဋိပက္ခအကြောင်းဘာတွေကိုညွန်ပြနေလဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်။ဆိုတော့ဒီတိုက်ပွဲရဲ့အထင်ရှားဆုံးရလဒ်က ။ဘာလဲဆိုရင်ဒါကတော့အသေးဆုံးသူအရက်အတွက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံး15ယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ချောင်းမြောက်တိုက်ခိုက်မှုတစ်ခုလည်းနဲ့ဒီလောက်အထိဖြစ်သွားတာကတော့တော်တော်လေးအထိနာတွေကင်းကနားလို့ပြောရမှာပါ။အဲဆုံးရှုံးမှုကအဲ့ဒီမှာပဲရပ်မသွားသေးပါဘူး။နောက်ထပ်စစ်သား12ယောက်ကိုအရှင်ဖမ်းမိခဲ့တယ်လို့လည်းဆိုပါတယ်။ အဲ့ဒီတော့ဂျီကင်းကနာနှစ်ခုကိုပေါင်းချိလိုက်တာနေကိုပဲစစ်ကောင်စီတပ်ဖွဲ့တွေအတွက်ဂျီတိုက်ပွဲကဘလောက်အထိအထိနာခဲ့လဲဆိုတာရှင်းရှင်းလင်းလင်းမြင်သားလာပါတယ်။ဟုတ်ပြီ။ဒါဆိုရင်ဒီချောင်းမြောင်းတိုက်ခိုက်မှုကဘလို့ဖြစ်သွားတာလဲ။ဘသူတွေပါဝင်လဲ။ဘယ်အချိန်ဘယ်နေရာမှာဖြစ်ခဲ့တာလဲဆိုတာကိုတစ်ချက်အသေးစိတ်ကြည့်လိုက်ကြအောင်။ဒီမှာကြီးတိုင်းနေရှင်းပါတယ်။တစ်ဖက်ကအင်္ဂါ80လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းပေါ့။နောက်တစ်ဖက်ကတော့ဘီတုကောက်ဝေးတက်မတော်အတူကောက် PDF လို့ခေါ်ကြတဲ့ပူပေါင်းတပ်ဖွဲ့တွေပါ။ ဆိုတော့ပုံမှန်6မြောက်တိုက်ခိုက်မှုပုံစံမျိုးပါပဲစစ်ကြောင်းကို PDF ပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်ဝင်တိုက်ခဲ့တာဖြစ်ပါတယ်အထက်စစ်ကိုစက်ကြည့်ရအောင်တိုက်ပွဲဖြစ်တဲ့ရက်ကအောက်တိုဘာ15ရက်နေ့နေရကလပန်တမ်းမြို့နယ်တွေကတရချောင်းကြီးရွာမှာပါစစ်ကောက်စီတပ်ကတော့မင်းလာမြို့နယ်ဘက်ကနေထွက်လာတဲ့စစ်ကြောင်းဖြစ်တယ်ဒါပေမဲ့လေဒီထဲမှာတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တခုကဘာလဲဆိုတော့ချီမြန်တရင်စစ်ကစနိုက်ပါတမားတယောက်ကို အရှင်ပန်းမိထဲတာပါပဲတိတဲ့အတိုင်းပဲ စနိုက်ပါတယောက်ဆိုတာပဲတက်ဖွဲ့အတွက်မဆိုအထူးချွန့်ချင်ပြီးတံမောရမ်းရှိတဲ့လူလက်တက်တယောက်လေဒီလိုလူကိုဖမ်းမိတာကတော်တော်လေးအီးပါတဲ့အချက်တစ်ခုပေါ့ဒါပေမဲ့လေဒီချောင်းမြောင်းတက်ခိုက်မှုတစ်ခုတည်းကိုပဲဒီတန့်ကြည့်လို့မရဘူးသူ့ဘာသာသူဖြစ်လာတာမဟုတ်ဘူးပေါ့တကယ်တော့ဒါကဒီဒီတက်တစ်ခုလုံးမှဖြစ်နေတဲ့ပိုကြီးမားတဲ့စိတ်ရေလှောက်ရှောင်မှုပုံရေးကြီးတစ်ခုရဲ့အစိပ်ပိုင်းလေးတစ်ခုပဲဖြစ်ပါတယ်ဆိုတော့အဲ့နောက်ခံကပါလဲဆိုရင် စစ်ကောင်စီတပ်ကအိုက်မြို့နယ်အတော်များများမှာနေမြေရှင်းလင်းရေးဆိုတဲ့စစ်စင်ရေးတွေလုပ်နေတဲ့အချိန်မှာပဲဒီတိုက်ခိုက်မှုကဖြစ်ပွားခဲ့တာပါ။ဒါပေမဲ့မြေပြင်မှာရှိတဲ့တရင်းမြစ်သူရဲ့အမြင်ကတော့နည်းနည်းကွာပါတယ်။သူတို့ကပြောတာကတော့ဒီစစ်စင်ရေးတွေရဲ့တကယ်ရည်ရွယ်ချက်ကစီရေးပြမြစ်တွေကိုဥတီတာထက်ဒေသခံပြည်သူတွေကိုတမင်တကာဒုက္ခပေးဖို့ပိုဖြစ်နိုင်တယ်ဆိုပြီးတော့ဒီလိုမျိုးသုံးသပ်ကြတယ်။ပြီးတော့လေဒါကနေရာတစ်ခုထဲမှာဖြစ်နေရလေမဟုတ်ဘူး။ဒီမှာကြည့်လိုက်ရင်သိနိုင်ပါရဲ့။ပဲခူယောမတောင်တန်းဘက်က တာယာဝတီတို့ပြီးတော့လိုခရိုင်းတည်းပြီးတော့အနီးနာကအုပ်ဖို့မင်းလပေါင်းနေမျိုးနေတည်းအဲ့ဒီအပြင်အရာဒီမွတ်အနောက်ဘက်ရခိုင်ရိုးမနာအထိကိုတိုက်ပွဲတွေကပြင်းထန်နေတာပါဆိုလိုတာကဒီလက်ပန်တန်တိုက်ပွဲဆိုတာကတကယ်ကိုပိုကျဲပြန့်ပြီးပြင်းထန်လာနေလက်ပရိဘက်ခါကြီးတစ်ခုရဲ့အစိပ်ပိုင်းလေးတစ်ခုပဲရှိပါသေးတယ်ကောင်းပြီဒီလိုစည်ရေးလှုပ်ရှားမှုတွေအားလုံးကအဲ့ဒီနေရာမှာနေထိုင်နေကြတဲ့ပြည်သူတွေအတွက်ဖောက်ဆိုလို့နေလဲသူတို့အတွက်ဘလို့အခြေအနေတွေရှိနေလဲအဲသားတွေကိုတိုက်ရိုက်ထုတ်ပြန်ထားတဲ့တတိပေးချက်တွေကိုတစ်ချက်ကြည့်လိုက်ကြရအောင် ဒီထာကန်တတိယမြေတစ်ခုကနေပြီးတော့ဒီလိုပြက်ပြက်သားသားတတိပီးထားတာရှိပါတယ်။အဓိကကတော့တိုက်ပွဲတွေနဲ့မသက်ဆိုင်တဲ့အရသားတွေပေါ့။ကြားရောက်နိုင်တဲ့အန်တရေကိုအလေးပေးပြောထားတာပေါ့။ပေးချင်တဲ့ message ကရှင်းရှင်းလေးပါပဲ။ကြိုတင်ဖြစ်စင်ထားကြဖို့ပြီးတော့ရှောင်တဲ့နေနေရာတွေကိုရှောင်ကြဖို့ပါပဲ။ အဲ့ဒီတော့ဒါကနောက်ဆုံးမှအရေးကြီးတဲ့မိခုတစ်ခုကိုမေးစရာဖြစ်လာစေပါတယ်။စီရေးလှူရှားမှုတွေကဒီလိုပဲဆက်ပြီးပြင်းထန်နေဦးမယ်ဆိုရင်တိုးလာတဲ့အန်တီအေတွေကိုအယက်သားဖြစ်သူတွေအနေနဲ့ဘလို့များရင်ဆိုင်ကျော်လွှားကြမလဲ။ဒါကတော့တကယ်ကိုဒီပဋိပက္ခရဲ့အလဲပိုးမှာရှိနေတဲ့လူသားတွေရဲ့ပေးဆက်မှုကိုစိတ်မကောင်းဝယ်ရပြန်ပြီးတတိယစီတဲ့အချက်တစ်ခုပါပဲ။